1998ခုနှစ်ကဖြစ်တယ်။ဂရေစီကဈေးကပြန်လာပြီးဈေးချင်းနှောင်းကလေးကိုချလိုက်တယ်။ဈေးမှာဝယ်လာတဲ့ဟင်းချက်စရာအသားငါးတွေနဲ့ပြည့်နေနေတယ်။အိမ်အကူတော်ကြီးကဆွဲချင်းကလေးကိုမီးဖို့ကြောင့်လည်းကိုဆွဲသွားလေတယ်။ဂရေစီလည်းမောပန်းလာပြီးအိမ်ရှိစတီကုံကုံမှာထိုင်ပြီးပန်ကားလေးကိုခံနေလိုက်တယ်။ထိုစဉ်အိမ်ထဲကသမီးကလေးပြေးထွက်လာပြီးသူ့ပေါင်ပေါ်တွင်လာထိုင်နေတယ်။ပူလိုက်တာသမီးရဲ့ဝေးဝေးနေစမ်းမှာ စိုက်ကားစီးလာတော့လေနေကချစ်ချစ်တော့ဘူးနေတဲ့ဖြစ်ဂရေစီကမောပန်းနေသေးကြကသမီးလေးပုတ်တိပတ်သက်လုံနေတဲ့ဖြစ်သမီးလေးကိုမှန်မဲလိုက်တယ်သမီးလေးကမျက်နှာကလေးကိုငိုင်ကြသွားတယ်သမီးရဲ့မိမိဆွဲချင်းနောက်ထဲမှာသမီးကြိုက်တဲ့ဘိန်းမုံပါလာတယ်သွားဆလိုက်နော်ဂရေစီကထိုးဆိုးပြောလိုက်တော့သမီးလေးကမြူးတူးပြောပါသွားပြီးအိမ်နောက်ဖေးကိုပြေးဝင်သွားတယ်ထိုးစင်းအိမ်ရှိကမ်းမှာရှိတယ်ခုံအမြင့်ပေါ်မှာတင်ထားတဲ့တယ်လီဖုန်းလေးကမြည်လာတယ်ဟယ်လိုဟယ်လိုဂရေစီလားနောက်ပြန်ရုံးပိတ်ရနော်နေမင့်နေပြီလား အခုပဲမနက်ဖြန်အိမ်မှာမွေးငှားချက်မှမဟုတ်လိုအပ်တဲ့ဟင်းတွေကိုသွားဝင်နေတာဟဲဟဲဒါဆို crazy လေးရလေးကိုမနက်ဖြန်စားရတော့မှာပေါ့အင်ဘောဟဒါနဲ့သက်ကြီးမနက်ဖြန်မျိုးမျိုးနဲ့မလာဘူးလဲခေါ်ခဲ့နော်စိတ်ချစိတ်ချအဲ့ဒီကောင်မတွေကအစားအသောက်စုနှစ်ခါခေါ်စရာကိုမလိုဘူးဩဒါနဲ့မနက်ဖြန်ပွဲရော့ရှိလား crazy ကတစ်ချက်ပြုံးလိုက်တယ်အဲ့ဒီနောက်ခေါင်းညှိလိုက်တယ်ထုံးစံအတိုင်းပေါ့မင်းနေရသေးလား ထို့နောက်ဖုန်းကိုပြန်ချပြီးဂရေစီလည်းအိမ်ရှိကမ်းမှထပြီးအိမ်နောက်ဝေးတဲ့ကိုဝင်သွားတော့တယ်ဂရေစီကကရင်ဖြစ်တယ်သူ့ယောက်ျားကလည်းကရင်ယောက်ျားဖြစ်သူကနိုင်ငံခြားတင်မောလိုက်တဲ့ဖြစ်ဂရေစီတို့မိသားစုမှာအတန်အသင့်ချမ်းသာပြည့်စုံတယ်ဂရေစီထံတွင်တမိကလေးတယောက်ရှိတယ်တမိကလေးကိုတော့ဟန်နီလို့ခေါ်တယ် ရန်ကုန်မြို့လူတန်းပြီလူနေကျဲတဲ့ရက်ွက်တစ်ခုမှာနှစ်ထပ်တိုက်ဆောက်ခါနေထိုင်ကြတယ်။အိမ်တွင်လောလောဆယ်တော့အမျိုးသားကမရှိသည်မို့ဂရေစီနှင့်တမိကလေးသာနေထိုင်တယ်။အိမ်အကူတော်ကြီးကလည်းရက်ွက်ထဲကပင်ဖြစ်ပြီးညအချိန်တော့သူ့အိမ်ကိုသူပြန်အိတ်တယ်။ နောက်တနေ့မနေ့ရောက်တော့ဂရီစီကမနေ့အစောကြီးထားပြီး6နာရီပဲမထိုးသေးဒီနေ့အိမ်ကိုဧည့်သည်ဒီလာမှာဂရီစီရဲ့ငယ်တငယ်ချင်းတွေမကြခဏဆိုသလိုသူတို့အိမ်ကိုလာလေလေးရှိပြီးဂရီစီကတော့တငယ်ချင်းများနဲ့မုတ်လုဆားတတ်တယ်အဲ့ဒီနောက်ဖဲကလေးကလည်းကစားသေးဖဲကိုအပြင်းပြေဆော့တယ်ဆိုပေမဲ့လောင်းကြီးတွေကတော့များလာတယ် ဇပင်ကိုကပန်းကနန်းစီးပြီးတဲ့နောက်မိဖို့ကြောင့်လည်းကိုဆင်းသွားတယ်ရေခဲတက်တာအတွင်းမှာထည့်ထားတဲ့ငါးမြောက်ကိုထုတ်လိုက်ပြီးဇပလင်အနှဲငယ်ထဲကလျှက်စစ်မိဖို့ပေါ်တင်လိုက်တယ်ထို့နောက်မွေးငါချက်ရန်စတင်ပြင်ဆင်လိုက်လေတော့တယ်ဂရေစီကအချက်ပြုတ်တော့တော်တော်ပိုင်နေအိမ်တွင်လဲသူသာချက်ပြုတ်တယ်အိမ်အကူတော်ကြီးကအလျှော်ဖို့နဲ့အခြားအိမ်မှုကိစ္စများကိုသာပြုတ်လုပ်တယ်ထမင်းဟင်းအချက်ပြုတ်ကိုတော့ဂရေစီကိုယ်တိုင်ပဲချက်ပြုတ်လေတယ် ဇပလင်တွေကလည်းများလိုက်တာမဟင်းကချက်ရန်ဇပလင်ဝယ်လာတဲ့အခါဈေးတွေကဈေးအလွန်လျှော့ပြီးသဖြင့်ဇပလင်များကိုအစည်းလိုက်ဝယ်လာခြင်းပဲဖြစ်တော်တယ်စုစုပေါင်းအပင်30ခန်းပင်ရှိတယ်ဂရီစီလည်းသူ့အသုံးပြုမိဇပလင်များကိုသာရွေးချယ်လိုက်ခါပိုသည့်ဇပလင်များကိုစိုက်ပျိုးရန်အတွေးကရရသွားတယ်ဒလုံးနဲ့အိမ်အောင်ဖွေးတကားကိုဖွင့်လိုက်တယ် အိမ်နောက်ဝေးတကားနဲ့ခြံစည်းဟိုးကြမှာမြေကွက်လက်ကလေးတစ်ခုရှိတယ်။ဂရေစီကစိုက်တံပြူတာလဲဝါသနာပါတာမို့ထိုမြေကွက်လက်တွင်ငရုတ်ပင်များခရဲညင်သည့်ကြက်သွုံမိတ်နှင့်အခြားသီးပင်စားပင်များကိုလဲစိုက်ပြူထားတယ်။အခုလဲဇပလင်၁၀ပင်ခန့်ကိုကင်ပြီးထိုမြေကွက်လက်ကိုသွားလိုက်တယ်။မြေကိုခပ်ဖွားဖွားလေးတူးလိုက်ပြီးနောက်ဇပလင်မြေများကိုစုပြီးထိုးစိုက်လိုက်တယ်။နောက်ချက်စားတော့မဝင်ရတော့ဘူးပေါ့။ဂရေစီကထိုးတော့ရေရွတ်လိုက်တယ်။မဝင်ငါစီတက်ပြီးငါအယူးများကိုနှွင့်နေ။သမီးလေးကနိုးလာတော့မိဖို့ကြောင့်လဲကိုဝင်လာတယ်။မေမေဒီနေ့ဘာချက်တာလဲ။အန်ဒီတက်တူလာမှဆိုတော့ မွေးငါချက်မလို့သမီးရဲ့ထိုအခါဟန်ဒီကလေးကခေါင်းကိုခါလိုက်တယ်မျက်နှာကိုစူပုတ်သွားပြီးမွေးငါသမီးမကြိုက်ပါဘူးသမီးကိုအမဲသားပဲကြော်ကြွေးဟန်ဒီအကြိုက်ဆုံးအသားကအမဲသားဖြစ်ပြီးအမဲသားကိုကြွတ်ကြွတ်ကလေးကြော်ပေးလိုက်ရင်ဟန်ဒီတယောက်ထမင်းမိန်နေတော့တယ်အေးပါသမီးရဲ့မိမိကြော်ပေးမယ်နော်အချိန်ကမနက်၈နာရီထိုးတော့အိမ်အကူတော်ကြီးကမနက်၉နာရီလောက်မှရောက်တတ်တယ်ဂရေစီကမိမိဘာသာချက်ပြုတ်ပြီးအတော်ကြီးလာတော့၉နာရီမှလာတော့ ြဿနာမရှိတော့ဘူးရေခဲတဲ့တာထဲမှာထည့်ထားတဲ့အမဲသားများကိုထုတ်လိုက်တယ်အမဲသားတွေကမနေ့ကဈေးဝင်လာတဲ့အတိုင်းပဲဖြစ်နေတယ်ရေကလည်းမစေးရသေးဘူး crazy လဲအမဲသားရေစည်ရင်ဘေးစင်ကိုသွားလိုက်တယ်ဟုတ်တော့ဘေးစင်ကရေမစင်းပါလားသူမခုနကအသုံးပြုသည့်ရေများပင်ဘေးစင်ပေါ်တွင်ရှိနေသေးသည် ဂရေစီကထိုရေများကိုထိုးချတော့လေရေကကျမသွားပြီပိုက်ပိတ်နေတာနေမှာပါတေးချနေပါပြီအဲ့ဒီနောက်အမဲသားများကိုဇလုံးတစ်ခုနဲ့ရေဆေးပြီးဆေးပြီးသည့်ရေများကိုအိမ်နောက်ဝေးတကားဖွင့်လိုက်ပြီးသူဆိုင်ပြိုးထားသည့်အပင်များကိုလှမ်းပက်လိုက်တယ်ထွက်ခါအေးရှိမှကောင်းအောင်တည်တံ့ကြရပြီးမတ်တပ်တို့ရောက်နေပြီလို့သိလိုက်ရတယ်မွေးကားမှလည်းကျက်နေပြီဖြစ်ပြီးအစင်းသိမ်းဖြစ်နေပြီမကြမီကားပေါ်မှာမတ်တပ်မျိုးမျိုးနဲ့မာလာတို့ဆင်းလာကြတယ်မခိုင်းဟုခေါ်သည့်သူတယောက်လည်းပါလာတယ်စီဝါရေးကကောင်းသည့်တမောသားကတော်ဖြစ်သည့်အိမ်မှဇင်ကန်ပစ္စည်းများကလည်းပြည့်နေနေတယ်ဂရေစီ ီဒီဇယ်လန်အရန်ကောင်းတာနော်တရေကဟမတ်သက်ကတိတ်ခွေတစ်ခွေကိုပေးလိုက်တယ်ဂရေစီလည်းတိတ်ခွေအပေါ်မှာရေးသားထားတဲ့စာသားလေးကိုဖတ်လိုက်တယ်ဒီမှာငါကတော့ဟိုတစ်ဘက်ကမန္တလေးကပြန်လာတော့နာမည်ကြီးအကြီးတောင်းလက်ဖက်တော်ဝဲလာတယ်ဟမျိုးမျိုးကပြောရင်လက်ဖက်ဘူးလေးကိုလှမ်းပေးလိုက်တယ်အတော်ပဲစားပြီးတောက်ပြီးသွားရင်လက်ဖက်ကလေးစားကြတာပေါ့ခဏနေတော့အားလုံးထမင်းစားကန်းတွေမိုးဟင်းကစားနေကြတယ်ဂရေစီလက်ရကတော့ရှယ်ပဲကွာမာလာကမြောက်ပင်ပြောလိုက်တယ်ဟုတ်ပါဆိုင်ဖွင့်ရောင်းရင်မြောင်းမြတော်ချိုးတို့တင်နေရို့အကုန်ငတ်ကုန်တော့မှာပဲ ထိုးသူပြောရင်ပြောပြောပါပါထမင်းစားနေကြတယ်။စားပြီးတောက်ပြီးတော့အဲကန်းထဲတွင်အခွေကြည့်နေကြတယ်။မတ်သက်ယူလာတဲ့တရေကဂရေစီကတရေကတော့အင်မတန်ကြိုက်တယ်။တရေဆိုတာလည်းအယုံကြည်မရှိဘူး။တရေကိုကြောက်ဖို့ထဲဖြောပြမှုတစ်ခုလိုသာသဘောထားတယ်။အော်မိနေလိုက်တာလက်ဖက်တုပ်စားရအောင်လေ။ဂရေစီကလက်ဖက်ပကံလေးကိုစက်တီကုံမော်ကိုချပေးလိုက်ပြီ။အားလုံးကတရေကားကိုစိတ်ဝင်တစားကြည့်နေကြတယ်။တမီးကလေးကတော့အခန်းထဲမှာကာတွန်းစာအုပ်ဖတ်နေလေရဲ့။ Crazy ငရုတ်သေးသေးမရှိဘူးလား။ လက်ဖက်ကငရုတ်သီးစိမ်းလေးကိုက်စားမှပူကောင်းတာကွမာလာကပြောလိုက်တယ်အေးအိမ်နောက်ဖွင့်မှာစိုက်ထားတဲ့အပင်ထဲမှာငရုတ်သီးစိမ်းတွေရှိမယ်ထင်တယ်မာလာအေးအေးရတယ်ငါ့ဘာသာငါသွားခုလိုက်မယ်နော်မာလာကပြောပြီးတဲ့နောက်အိမ်နောက်ဖွေးကိုဝင်သွားလိုက်တယ်။ဂရေစီကလည်းတရေကားကိုစိတ်ဝင်စားသွားကြည့်နေတယ်။အမလီခဲကြပါဦး။အိမ်နောက်ဖွေးမှာအတန်ကြားရလိုက်တဲ့ဖြင့်အားလုံးအံ့ဩပြီးအိမ်နောက်ဖွေးကိုပြေးထွက်သွားကြတယ်။မာလာမှာအိမ်နောက်ဖွေးတကားအနီးတွင်ငုတ်တုတ်ကလေးထိုင်၍ခေါင်းကိုငုံထားပြီးမျက်နှာကိုလဝါးကြီးဖြင့်အုပ်ထားတယ်။မာလာဘာဖြစ်တာလဲ။ အားလုံးကဝိုင်းပြီးတော့မာလာကအိမ်နောက်ဖွေးဘက်ကိုလက်ညှိုးထိုးပြတယ်အားလုံးဝိုင်းကြည့်လိုက်တော့ဟင်းသီးဟင်းရွက်အပင်များသာရှိနေတယ်ဘာမှလည်းမရှိဘာမှလည်းမရှိပါလားမာလာရဲ့ရှိတယ်မာလာခုနကကြည့်လိုက်တာခြံတောက်မှာခေါင်းဆုပ်ဖွားနဲ့အဖွားကြီးတယောက်ကိုတွေ့လိုက်တယ်သူတို့အားလုံးလည်းခြံတောက်ကိုလှည့်ပတ်ကြည့်ရှုလိုက်တယ်ဂရေစီတို့ခြံကလည်းလုံးကျုံပါတယ် အပြင်မှာလူတော်ယုံအောင်မဝင်နိုင်ဘူးထို့သောချင်မှတိတ်မကျဲဝန်းလာတဲ့ဖြစ်ဟာလာဟင်းလင်းကြီးပင်ဖြစ်နေသည့်ပုံွယ်စရာနေရာလည်းမရှိမလာရဲ့ညီကတော့တရေကကြည့်ပြီးစိတ်ဆွဲနေပြန်ပြီမတ်သက်ကထို့သောကောက်ချက်ချလိုက်တဲ့အားလုံးကလည်းလက်ခံပြီးမလာကိုအိမ်ပေါ်ကိုဆွဲခေါ်သွားကြတယ်မလာလည်းသူ့စိတ်ဆွဲနေတယ်လို့ပဲထင်လိုက်တယ်တမိကလေးကအဲ့ရပေါ်မှာလေးမြန်ရုပ်နဲ့လေးရင်ပက်ပြီးမောင်းပြီးစော့ကစားနေတယ်ဂရေစီတို့ကတရေကပြီးသွားတဲ့ဖြစ်စပွဲကိုရှင်းလင်းပြီးဖွဲဝမ်းဆက်ရင်ပြင်နေတော့တယ်ဖဲဝိုင်းကတပွဲလောက်စော့ပြီးတော့ဟန်နီကလေးကဂရေစီနာကိုပြေးလာတယ်မေမေတမိပိုက် စားပြီးထမင်းစားကြံနေ။ဟန်နီကသူ့အမေကိုပုတ်သက်ပြီးပြောနေလိုက်တဲ့အတော်ကြီးကိုခူးခိုင်းလိုက်လေ။သမီးကြိုက်တဲ့အမေသားကျော်အမေကျော်ထားတယ်နော်။ ဂရေစီကခလေးကောင်းကလေးကိုပတ်သက်ပြီးနောက်အိမ်နောက်ဖွေးထမင်းစပွဲကိုပြေးဝင်သွားလေတော့လေအတော်ကြီးကထမင်းခုပွေးကအမဲသားကျော်ထဲပြီးထမင်းကိုစီစမ်းပေးလိုက်တဲ့အမဲသားကျော်ကလေးပကံထဲကိုချပေးပြီးဘေးစင်ပိတ်နေတာကိုပြန်ပြီးပြုပြင်ရလှုပ်ဆောင်နေတဲ့အတော်ကြီးကအိမ်ထဲကထွက်လာပြီးရေပိုက်ကိုဖြုတ်လိုက်သည်အထဲကအညွေကြီးများကိုတန်ချောင်းကလေးဖြင့်ထိုးနှံနေလိုက်တဲ့အဲ့ဒီနောက်သူ့နောက်ကျော်ကြီးကချမ်းစိန်လာပြီးစက်သိမ်းများတစ်ဖက်မြတ်ထလာတယ်တော်ကြီးလည်းအလုံးလုံးနေရင်ကြောမလုံတော့ပဲအနောက်ကိုလှည့်ကြည့်လိုက်တယ်ဘာမှမတွေ့ဘူးသူကလုံလက်ဆကိုပဲဆက်လုံနေတယ်အလိုဘာကြီးလဲအတော်ကြီးကအလုံးလုံး နေရင်အိမ်နောက်ဖွေးဘက်ကိုလှည့်ကြည့်လိုက်ကအိမ်နောက်ဖွေးဘက်တင်အဖွားကြီးတယောက်ရက်နေသည်ကိုတွေ့လိုက်ရတယ်။တေချာကြည့်လိုက်တော့ဘယ်သူမှမတွေ့တော့ဘူး။အတော်ကြီးလည်းထိတ်လန့်ပြီးနောက်ဖွေးတကားစီကိုပြေးသွားတယ်။နောက်ဖွေးတကားကိုဖွင့်လိုက်တယ်။အထဲတွင်တော့တကားနာတွင်ဟန်နီကလေးကရက်နေတယ်။နောက်ဖွေးတကားကလှမ်းကြည့်လိုက်ရင်ထမင်းစပွဲကိုမြင်နေရတယ်။ဟန်နီသမီးလေးထမင်းစားလေးဘာလို့ဒီမှာရက်နေတာလဲ။ခုနကအဖွားတယောက်ဟန်နီထမင်းစားလိုက်တာကိုလာကြည့်ပြီးသူလည်းအမဲသားကျော်စားကျင်လို့ဆိုပြီးတောင်းစားလို့သမီးကတနာလို့ကြွေးလိုက်တာ။အလို့ အတော်ကြီးခေါင်းနှပန်းကြီးသွားတယ်။ကြက်သိန်းများတကူလုံးထပြီးချမ်းဝင်းထဲကိုပက်ကြည့်လိုက်တယ်။မြည်သူမျှမတွေ့။ဒါနဲ့အတော်ကြီးလည်းအိမ်ထဲကိုပြေးဝင်သွားပြီးနောက်ဖွေးတကားကိုအမြန်ပိတ်လိုက်တယ်။ဂရေစီတို့ဖဲဝိုင်းကကောင်းနေတော့မာလာကတော့ဖဲတာရိုက်နေရတယ်။စိတ်ထဲကမတိုးမတန့်ဖြစ်နေရဟိုကြည့်ဒီကြည့်နေလိုက်ကြည့်နေတယ်။ကဲဖဲဝင်ပြီနော်လက်ရှောင်ကြ။မာလာကဖဲကိုလှမ်းကောက်လိုက်ပြီးအမှတ်တမဲ့ခြေရင်းဘက်ဗရင်းဘောက်ကိုလှမ်းကြည့်လိုက်မိတာ။ မလာခေါင်းနှပန်းကြီးသွားပြီးမျက်လုံးများပြူးသွားတယ်သူမြန်လိုက်သည့်အရာမှအချားမဟုတ်ခြေရင်းပဲပရင်ပေါက်မှသပင်ခေါင်းဖြူပြီးစုပ်ဖွားကြီးဖြစ်နေတဲ့အဖွားကြီးတယောက်သူ့ကိုစိုက်ကြည့်နေတာဖဲကင်ထားတဲ့မလာလက်တွေကတစက်ဆက်တုံနေတယ်တငယ်ချင်းတွေကိုလည်းပြောပြရင်တငယ်ချင်းတွေကဝိုင်းပြောမှဆိုးတဲ့အတွက်မပြောရတော့ဘူးဖဲရိုက်နေရင်ပရင်ပေါက်စီကိုလှမ်းကြည့်ပြီးထိုဖွားကြီးကိုမြင်နေရတယ်တော်ပြီကွာမလာပြန်တော့မယ်မလာကပြောလိုက်ပြီးနောက်ဖဲများကိုခုံပေါ်ကိုပြစ်ချလိုက်ပြီးသူ့ဆလင်းမတ်အိတ်ကိုပြာတိပြာရနဲ့လွှဲလိုက်တယ်ဘလို့ဖြစ်တာလဲမလာရဲ့အစောကြီးရှိသေးတာကိုငါငါအမေခိုင်းတာတခုမေ့နေ လို့မာလာကလေးကွာအခုရုံးပိတ်ရက်ပဲနောက်နေ့တော့လုတ်ပေးလိုက်ပေါ့မတက်ကမခန့်ကြီးမခန့်ကြဖြစ်ပြောလိုက်တယ်မာလာကခေါင်းကိုတွန်းတွန်းခါပြီးမဖြစ်ဘူးကွာအရေးကြီးလို့ပါ ရေးစီငါငါငါပြန်တော့မယ်နော် မာလာကထိုးသူပြောလိုက်ပြီးအိမ်ထဲကအလောတကြီးထွက်သွားတယ်မာလာငါလိုက်ပို့ရအောင်မလားမြို့မြို့ကအိမ်ဘဝကိုထွက်ခါမေးလိုက်တယ်ခြံထဲရောက်နေသည့်မာလာကနောက်ကိုပင်မကြည့်တော့ရတယ်မာလာရတယ်ရတယ်ငါကားငါပြီးပဲပြန်တော့မယ်မာလာပြန်သွားပြီးတော့တိတ်ပျော်စရာမကောင်းတော့ဘဲသူနှင့်နေလေစားမဝင်ကစားတော့ပြီးတော့အားလုံးပြန်ကြရင်ပြင်ဆင်လိုက်လေတယ်ပိုနေတဲ့မဝင်ကများကိုဂရေစီကကြိုက်ပြင်ထည့်ပေးလိုက်တယ်ဧည့်သည်များပြန်သွားတာအိမ်ကတိတ်ဆိတ်ချောက်ကပ်သွားတယ်ဂရေစီလည်းမနက်ကအစောကြီးထပြီးချက်ပြုတ်ရတာပင်ပန်းနေတယ်ဒါကြောင့်အိမ်ကန်းထဲကိုဝင်လာတယ်သမီးကလေးဟန်နီကတော့ကာတုံကားတ စ်ခွေကိုထိုင်ကြည့်နေတယ်အတော်ကြီးကတော့အိမ်အလုပ်တွေကိုလုပ်နေတယ်ဂရေးစီကမေးခနဲ့အိပ်ပျော်သွားတယ်အဲ့နောက်သူ့ခန်းတကားကကြွိခနဲ့ပွင့်သွားတယ်ဂရေးစီလည်းမျက်လုံးကိုမေးထရကနေကြည့်လိုက်တယ်သူ့မျက်လုံးထဲမှာမှုံဝါးဝါးသာမြင်နေရတယ်အိမ်ခန်းအတွင်းအဖွားကြီးတယောက်ကခြေလန်းတလန်းမီတလန်းနဲ့လှမ်းဝင်လာတယ်အဖွားကြီးကထမိန်နဲ့ရောင်ကိုရေရှားထားတယ်ဒီကုလုံးကအယိုးပေါ်အရင်တင်ဖြည့်ပြီးပိန်ချုံနေတယ်မျက်နှာမှာလည်းအယိုးပေါ်အရင်တင်မျက်နှာဖြစ်နေတယ်စပင်းအယောင်တွေကလည်းမိခိုးရောင်ငွေရောင်တွေဖြည့်ပြီးစပင်းကပွထားနေတယ်စုပ်ဖွားကြီးဖြစ်နေတယ်ဟဲ့ကောင်ကထဆန်း ရေစီလဲမျက်လုံးကိုဖွင့်လိုက်တယ်အဖွားကြီးကိုတေချာမြင်ရတော့သူကြောက်သွားတယ်သူ့လက်တွေခြေထောက်တွေလှုပ်လို့မရအောင်ဖြစ်နေပြီဂရင်ပေါ်မှာပက်လက်ကြီးဖြစ်နေတယ်ရှင်ရှင်ရှင်ဘသူလဲငါလားငါဒီနေ့ကစပြီးနင်တို့အိမ်မှာနေမဲ့သူပဲဘာဆိုင်လို့လဲဒါကျမအိမ်ပဲလေအိုးဘာပဲဖြစ်ဖြစ်ဒါအခုငါအိမ်ပဲငါကြိုက်တယ်လို့စီမံမယ်ဂရေစီလဲဒေါသထွက်သွားတယ်လက်တွေခြေတွေလှုပ်မြင်ရလို့သားအဖွားကြီးကိုနဗန်းလုံးပြီးပါးရီနားတွေသာရိုက်ပစ်ချင်တာမနေ့ဖြန်ကအမဲသားစိမ့်တပိတ်သာစားကြတယ် နေငါကိုညနေဆောင်ရင်နောက်ဖွေးမှလာပြီးပုံကြွေးလေ။ဘာဆိုင်လဲစားချင်ကိုဘသာကိုဝယ်စားပေါ့။ထိုအခါအဖွားကြီးကဒေါသထွက်ပြီးဂရေးစီကိုလက်ညှိုးကောင်းကထိုးလိုက်တယ်။အောင်မယ်ကောင်မကမြန်ငါကိုပြန်ခံပတ်နေတယ်ဟဟ။နေမကြွေးရင်နေရဲ့သမီးခြေထောက်ကိုငါချိုးပြင်မယ်။အယူးမကြီးနေဘသူလဲငါနေကိုတတ်မယ်။ ဂရင်းစီကအဲ့ရထက်တင်အော်ဟစ်နေကိုင်းထိုးဖွားကြီးကအခန်းထဲကနေပြန်လဲထွက်ပါသွားလေနင့်ကိုငါတက်မယ်နင့်ကိုငါတက်မယ်ဂရင်းစီကအော်ဟစ်ရေလက်နိုးသွားတယ်တကူလုံးလဲချေးစည်းတွေပြန်ပြီးအခန်းဘက်ကိုလဲဝိဝိုက်ကြည့်လိုက်တော့အခန်းထဲနေမြည်သူမြတ်မရှိတကားကပိတ်လျက်သားအိမ်မက်မက်နေတာလားအိမ်မက်ကလဲစိုးလိုက်တာဘယ်လိုအိမ်မက်မျိုးပါလိမ့် ဂရေစီလည်းဆက်မအိတ်ဝင်တော့ပဲအိရာတွေကနေထသွားပြီးအဲ့ဒီညမှာလည်းမိကပြတ်တဲ့ဖြစ်ဂရေစီတို့တာမီနျောက်ထမင်းစောစောစားကစောစောအိတ်ပြက်လိုက်တယ်ဂရေစီကမအိတ်ခင်ဆူတောင်းနေလိုက်သေးတယ်နှစ်ချိုက်စွာအိတ်လို့ရပါစီတော့ဆိုပြီးထိုနေ့ကအိမ်မက်မမက်တော့ဂရေစီလည်းအမှုမက်မမက်ဖြစ်သွားတယ်ကျောင်းပည့်ရဖြစ်တဲ့ဖြစ်မနက်ခင်းပိုင်းထမင်းဟင်းချက်ပြုတ်ပြီးနောက်တမီးလေးအတွက်ထမင်းကြိုင်ထည့်ပေးတယ်ကိုနိုင်မထိုးခင်တမီးလေးအားကျောင်းကိုလိုက်ပို့လိုက်တယ်နေ့လေတော့တယောက်တည်းအိမ်နေအတော်ကြီးကအလုံးလုံးနေတဲ့ဖြစ်ဂရေစီကစာဖက်လိုက်သုံးမွေးထိုးလိုက်ရေဒီယိုလေးနားထောင်လိုက်နဲ့အချိန်ဖြုံးနေတယ်ညနေတမီးလေးကိုကျောင်းသွားကြို ုးပြီးအိမ်ပြန်လာခဲ့တယ်။အဲ့ဒီအထီလည်းဘာမှမထူးကြသေးဘူး။ညနေ6နာရီကျတော့အတော်ကြီးကအိမ်ပြန်သွားတယ်။မိကလည်းပြတ်သွားပြီး Gracie ကအိမ်နောက်ဘွေးကိုလမ်းထွက်သွားပြီးထမိန်များကိုရုပ်ရံအတွက် channel ကိုထွက်သွားလိုက်တယ်။ထမိန်များကိုရုပ်ပြီးသူစိုက်ပျိုးထားတဲ့အပင်များအနီးတွင်အဖွားကြီးကိုဗျုံးဝင်နေတွေ့ရတယ်။ဘယ်မလဲငါစားဖို့။အဖွားကြီးကအိမ်မက်ထဲကအဖွားကြီးနဲ့တပုံစံနဲ့တူရေး Gracie ကအလန့်တကြားဖြစ်သွားပြီးကြက်တီတီသွားတယ်။ကောင်းမညီငါပြောထားတာကိုအလေးမထားဘူးပေါ့။ ဒါဆိုငါလည်းငါအကြောင်းပြရသည်တဲ့ပေါ့။သွားရှင်အခုထွက်သွား။ဂရေစီကကရုံကရင်ဖြစ်လက်ထဲကထမိန်များဖြစ်အဖွားကြီးကိုပြစ်ပေါက်လိုက်တယ်။ထမိန်များကပြန့်ကျဲသွားပြီးအဖွားကြီးလည်းပျောက်သွားတယ်။ဂရေစီလည်းအိမ်ထဲကိုအပြေးဝင်သွားပြီးနောက်ဝေးတကားကိုတေချာပိတ်လိုက်တယ်။ငါငါငါဘာဖြစ်နေတာလဲ။သူ့ကိုယ်သူလည်းအံ့ဩပြီးစဉ်းစားနေတယ်။ဒါဒါဆိုအဖွားကြီးကတရေများလားဂရေစီကတွေးလိုက်ပြီးအိမ်ရှိဘက်ကိုထွက်သွားတယ်တိမ်လုံးကလည်းမှောင်မဲနေပြီးသမီးလေးကဖျောင်းနိုင်ထွန်းထားသည့်အနားတွင်ထိုင်နေတယ်အိမ်ထဲမှာတက်ထားတဲ့အင်ပါတာတစ်ခုကိုဖွင့်လိုက်ပြီး သို့တော့မိကမလင်းကြီးတွားပြီးအေးတဲ့ဆက်ကလည်းပြက်နေလားမသိဘူး။ဂရေစီကအင်ဗတာဆက်ကိုဘုတ်ခနဲ့ပုတ်ကြည့်လိုက်တယ်။ဆက်ကဗန်နဲ့မြမနေဘူး။ထိုစဉ်လှေကားပေါ်ကအတန်တစ်ခုကိုကြားလိုက်ရတယ်။ဂရေစီလည်းလှေကားနားကိုအမြန်ပြေးထွက်သွားပြီးသမီးလေးမှလှေကားချီရင်ခွေခွေကလေးလဲနေပြီ။ညာဘက်ခြေသလုံးကိုလက်နက်ဖက်ဖြင့်ကင်၍အော်နေတယ်။ တမိတမိဘာဖြစ်တာလဲလေကားပေါ်ကပြုတ်ကြကခြေတော်တအားနာတယ်မေမေဂရေစီလန်ပက်ဆန်အိတ်ကိုဖြုတ်ပြီးနီးစက်ရံဆေးကန်းကိုပြေးလိုက်ရတော့တဲ့အထူးကူဆေးကန်းရဲ့အဆိုအရဟန်နီကလေးကခြေတုံးကျိုးသွားတယ်ဆေးကန်းကဓမ္မန်ရိုက်ပြီးကြောက်ွက်ပြီးစီးပလိုက်တယ်ဂရေစီတို့သားမိလဲကားငါပြီးအိမ်ကိုပြန်ခဲ့တာည9နာရီကျော်မှရောက်တယ်ဂရေစီကတော့ကားပေါ်မှာတလန်းလုံးစဉ်းစားနေတယ်သူနားထဲမှာတော့အဖွားကြီးပြောတဲ့စကားတွေကိုပြန်ကြားနေတယ်ငါ့ကိုအမဲသားတပိတ်တာကြွေးမကြွေးရင်နင်းသမီးခြေတော်ကိုချိုးပြင်မယ်ဂရေစီဇဝေဇဝါဖြစ်လာပြီးတိုက်ဆိုင်မှုလားဒါမှမဟုတ်အဖွားကြီးကသမီးလေးရဲ့ခြေတော်ကို ပဲတကယ်ပဲချုပ်ပစ်တာလားအိမ်ရှိရောက်တော့အတွေးစာများကပျောက်သွားတယ်မိကလည်းပြန်လာနေပြီဖြစ်တဲ့အတွက်သမီးကလေးကငိုက်ပြီးအိတ်သွားတယ်ဂရေစီလည်းဘာလို့ရမှန်းမသိအဲ့ဒီနောက်တရဲကိုတွေ့ခဲ့တဲ့တငယ်ချင်းမာလာကိုလှမ်းပြီးဖုန်းဆက်လိုက်တယ်မာလာမင်းထင်ထားတာမှန်နေဟာ ရေစီရဲ့ဇကားကိုအဆမရှိအဆုံးမရှိဘာလဲငါငါငါတို့အိမ်မှာတရက်ရှိနေပြီထင်တယ်မာလာကတစ်ချက်ငြိမ်ကြသွားတယ်အဲ့ဒီနောက်ငါပြောသားပဲဂရေစီဂရေစီလည်းမျက်ရည်များစီးကြလာတယ်ငါငါငါဘာလုပ်ရမလဲအခုအဲ့ဒီရဲကငါတို့သားမိကိုလိုက်နှောက်ရှက်နေတယ်ဟာဘာမှမပူနဲ့တငယ်ချင်းငါမင်းစီကိုမနှက်ဖန်လာခဲ့မယ်မာလာလည်းဂရေစီစိတ်ပြေလက်ပြောက်ဖြစ်သွားအောင်ဆိုပြီးဖုံးချလိုက်တယ်သားမိနှစ်ယောက်တအိမ်လုံးကိုမီးတထိန်အောင်ထုံးပြီးဖွင့်ထားတယ်အိမ်ခန်းထဲကိုဝင်သွားပြီးအိမ်တကားကိုလည်းတေးချပိတ်လိုက်တယ်ညတကောင်ကြော်တယ် မင်းမေးတမိပိုက်စားတယ်။တမိလေးကနှိုးလိုက်တဲ့ပြေဂရေးစီလဲအိမ်ရာမှာထားလိုက်တယ်။အိမ်ခန်းထဲမှာစားစရာကမရှိစားစရာရဖို့အတွက်အောက်ထပ်မိဖို့ကြောင့်လည်းကိုဆင်းရမှာဖြစ်တဲ့အဲ့ဒီနောက်မိကလည်းပြက်နေတဲ့ပြေမှောင်နေသေးတယ်။ဂရေးစီလဲအခန်းထဲကလက်နေတမိတခုကိုယူလိုက်ပြီးစိတ်ကိုဒုံဒုံချပြစ်လိုက်တယ်။တမိဒါဆိုဒီမှာခဏစောင့်နေနော်။ ောက်ထက်ကိုဆင်းမလာနဲ့နော်ဘရေဇီကပြောလိုက်ပြီးအခန်းတကားကိုဖွင့်လိုက်တယ်အဲ့နောက်လှေကားကိုဓမီဖြစ်ထိုးလိုက်တယ်အိမ်အောက်ထက်ကမှောင်နေတာဖြစ်တော့ဂရေဇီလည်းတလှမ်းချင်းလှမ်းပြီးအောက်ထက်ကိုဆင်းလာခဲ့တယ်မိဖို့ကြောင့်လည်းကို ပြေးဝင်ပြီးထမင်းအုံးမှထမင်းများကိုဖူးလိုက်တယ်အဲ့နောက်ရေခဲတင်တာကိုဖွင့်ပြီးအထက်ကအမဲသားကြော်ပကံကိုထုတ်လိုက်တယ်ရေတံတဘူးကိုပါထုတ်ပြီးတကားပြန်ပိတ်ပြီးအိမ်ပေါ်သို့ပြစ်တက်တယ်ဟဲ့ကောင်မလှေကားထိတ်တဲ့အဖွားကြီးကမတ်တရက်ပြီးခေါ်လိုက်တယ်ဂရေဇီလည်းတုံ့လှုပ်ပြီးလဲကြမသွားအောင်လို့မနေ့ထိတ်လိုက်ရတယ် ရှင်ရှင်ရှင်ဘာလာလောက်တာလဲဖဲစမ်းထွက်ကအဖွားကြီးကဂရေစီရဲ့လက်ထက်ကပကံကိုကြည့်လိုက်တယ် ငါအမဲသားစားကြင်တယ်မကြွေးဘူးဒါကျမသမီးဖို့ထွက်ခါအဖွားကြီးကမျိုးလုံးကြီးကိုပြူလိုက်တယ်မျိုးလုံးကြီးကအဆန်လွတ်ထွက်နေသည်လို့ထင်ရအောင်ပြူထွက်နေတယ်မျိုးလုံးထဲမှာလည်းသွေးကြောနေနေကြီးတွေကကြောက်ဖို့ကောင်းလာအောင်ပဲဖြစ်နေတယ်နေငါကိုမကြွေးရင်နင့်သမီးကိုငါသိအောင်လုပ်မှာနော်မမလုပ်ပါနဲ့ရှင်ကြွေးဆိုကြွေးပါမယ်ဒလုံးမပေါ်လိန်မာစမ်းမှာကောင်းမရထို့နောက်အဖွားကြီးကိုလှေကားချင်မှာဗကန်ကိုချပေးလိုက်တယ်အဖွားကြီးကလှေကားပေါ်ကနေဇောက်ထိုးကြီးဆင်းလာပြီးနောက်ကုန်းကုန်းကြီးဖြစ်အမဲသားများကိုနှိုက်ယူစားတောက်နေတယ်ညတကောင်ချင်းတရဲတကောင်နဲ့ပတ်ပင်းတွေ့နေရသည်ဂရီကြီးမှာအလုံးကိုကြောက် ောက်ရွံ့နေတယ်ဒါနဲ့ ရှင်ကဘာတူလဲရှင်နာမည်ဘယ်လိုခေါ်လဲငါငါနာမည်ငါနာမည်တော့မေတ္တေဖြစ်နေပြီမီအေးဆိုတာပဲဟိုဟိုတရေဖြစ်နေတာကြာပြီလားကြာပေါ့ငါမှတ်မိတဲ့လောက်တော့နှစ်တရာကြော်ပြီထင်တာပဲအဖွားကြီးကအမဲသားတုံးတုံးကိုပါဇက်ထဲကိုပြစ်ထည့်လိုက်တယ်ချက်ကျမတို့အိမ်ကိုဘလို့များရောက်လာတာလဲငါကဒီနားမှာရောင်လဲလဲနဲ့လမ်းလျှောက်သွားနေတာကြာလာပြီတနေ့တော့နေကစပလင်ကိုစိုက်ပြီးသားစိမ်းငါးစိမ်းကြီးကိုပတ်လိုက်တာလေအဲ့ဒါလိုလှုပ်လိုက်တော့ငါကအဲ့ဒီအပင်ကိုဝင်နေလို့ရသွားတာပေါ့တနည်းအားဖြင့်ပြောရရင်အဲ့လိုလှုပ်လိုက်တာငါကိုမွေးလိုက်တဲ့ပုံစံပဲပေါ့ဟာဟာဟာ ကျမလူကျင်တာလဲအဲ့ဒါပဲလေအဖွားကြီးရဲ့ဂရေစီကထိုးထုတ်ပြောလိုက်ပြီးလက်နိုင်တံမီးဖြင့်နောက်ဖွေးကိုပြေးဝင်သွားပြီးအိမ်နောက်ဖွေးတကားကိုဖွင့်လိုက်ပြီးသူစိုက်ထားတဲ့ဟင်းသီးဟွေများကိုဖျက်ကျော်ပြီးခြံတောက်မှာရှိတဲ့ဇပလင်အုံကြီးကိုလက်ဖြင့်ဆွဲနှုတ်လိုက်တယ်အဖွားကြီးကလည်းခြံနောက်ဖွေးကိုလိုက်လာပြီးဂရေစီလှုပ်တဲ့မြကိုကြည့်နေတယ်ဟာဟာဟာတွားပြီတော့အဖွားကြီးရေဂရေစီကထိုးတော့ဂရေစီကထိုးတော့အော်ဟစ်ပြီးတဲ့နောက်ဇပလင်များကိုခြံစည်းရိုးကိုကြောပြီးနောက်ဖွေးရေမြောင်းတဲ့ကိုပြစ်ထဲလိုက်လေတယ်အဖွားကြီးကသူ့လုံးသမ ्या ကိုကြည့်နေတယ်အချိန်တန်သည့်အထိအဖွားကြီးကပြောက်မသွားပြီး ရှင်ရှင်ရှင်ဘာမှမဖြစ်ဘူးလားအဖွားကြီးကခွတ်တိုးခက်လန်ရီးပြီးကောင်းမနင့်ရဲ့အကြံလောင်းနေမြန်ငါ့ကိုလာလုံနေတယ်ဟဟ်နှင်ထုတ်လို့ရမြန်မြန်ထင်နေလားငါကနင်ဘယ်လိုမြလုံမလဲလို့ငါကကြည့်နေတာအခုတော့မရတော့ဘူးနင်သမီးရဲ့အသက်ကိုငါနှုတ်ရတော့မယ်ပဲအဖွားကြီးကထိုးထိုးပြောလိုက်ပြီးနောက်အိမ်ထဲကိုပြေးဝင်သွားတယ်ဂရေစီလည်းအိမ်ထဲကိုအမြန်ပြေးဝင်ပြီးအဖွားကြီးကလှေကားကိုဒရုံဒုံပြေးတက်သွားရာ ဂရေစီလည်းတမိစောဖြစ်လိုက်သွားလေတော့လေလေကားအလဲရောက်တော့အဖွားကြီးရဲ့ခြေထောက်ကိုဆွဲမိဆွဲရကိုလေကားရဲ့အလဲကိုရောက်တော့အဖွားကြီးရဲ့ခြေထောက်ကိုဆွဲမိသွားလေတော့အဖွားကြီးကဂရေစီရဲ့မျက်နှာကိုစောင့်ကန်လိုက်ပြီးဂရေစီရဲ့အဖွားကြီးကဂရေစီရဲ့မျက်နှာကိုခြေထောက်ဖြင့်စောင့်ကန်လိုက်သဖြင့်ဂရေစီလည်းလေကားရင်းမှဒလိမ့်ခေါက်ကိုပြုတ်ကြသွားလေတယ်သူ့အခန်းထဲသို့အဖွားကြီးကပြေးဝင်သွားတာကိုတွေ့လိုက်ပြီးနောက်ဂရေစီမျက်လုံးများ မိမိန်လာကလောကကြီးထဲမှာအမှောင်ကျသွားလိမ့်တယ်။မိမြပင်ကြာသွားသည်မသိ။ဂရေစီရဲ့မျက်လုံးကိုဖွင့်လိုက်တဲ့အချိန်မှာသူကျောနေကုံများကနာကျင်နေတယ်။အိမ်တစ်ခုလုံးလဲမိမြကထိန်ထိန်လေးနေတယ်။နာယီကိုကြည့်လိုက်တော့မနဲ့အစောကြီး၃နာရီထိုးနေပြီ။တမိ၊တမိလေး။ဂရေစီလည်းအာယူကကုန်းထားပြီးလေကားပေါ်ကိုပြည့်တက်သွားလိုက်တယ်။အဲ့ဒီနောက်အခန်းတကားကိုဖွင့်လိုက်တော့တမိကလေးကဂရင်မမခွေရဲသားလေးအိတ်နေတယ်။တမိကလေးကဂရင်မမခွေခွေလေးအိတ်နေတယ်။ဂရေစီလည်းတမိလေးစီပြေးသွားပြီးတမိလေးရဲ့ကိုယ်လုံးကိုဆန့်ကြည့်လိုက်တယ်။ တော်သေးတယ်သမီးလေးအသက်ရှူနေသေးလို့ထို့သောဂရေစီလည်းသမီးလေးအိတ်နေသည့်ဘေးတွင်ဝင်အိတ်လိုက်တယ်သမီးလေးရဲ့မျက်နှာကိုမှေ့ကြည့်နေသည်သမီးလေးကမျက်လုံးများကိုရုတ်တရက်ဖွင့်လာတယ်ကောင်မညီးနိုးပြီလားဂရေစီလည်းအော်တန်ကြားလို့ဂရေစီလည်းအော်တန်ထွက်ဂရေစီလည်းအော်တန်ကြားရထွက်ပေါ်လာတယ်လှမ်းကြည့်လိုက်ရအဲ့ရထဲမှာကပန်းကနန်းထားလိုက်တယ်ရှင်ရှင်ကျမသမီးကိုဘာလုပ်လိုက်တာလဲနင်သမီးလားနင်သမီးကအခုဘဝပြောင်းသွားပြီလေ အခုလောက်ဆိုလမ်းပေါ်မှာရှောက်သွားပြီးငိုယိုနေလောက်ပြီအဲ့ဒါလို့မလုပ်ပါနဲ့ရှင်ကျမသမီးကလေးကိုပြန်ပေးပါနော်ဂရေစီကပြောရင်းဆိုရင်ထိုင်ကငိုလိုက်တယ်ဟန်နီကလေးလည်းအိမ်ရထဲမှာထားပြီးအိမ်အောက်ထပ်ကိုပြေးဆင်းသွားတယ်ဂရေစီလည်းဟန်နီကလေးနောက်ကိုပြေးလိုက်သွားတယ်ဟန်နီကလေးကအိမ်အောက်ထပ်မှာရှိတဲ့မိဖို့ကြောင့်လည်းကိုပြေးဝင်သွားပြီးဟင်းနေထမင်းတွေကိုပလုတ်ပလောင်းနဲ့စားတောက်နေတယ်စားလို့ကောင်းလိုက်တာငါဒီကလေးရဲ့ကိုယ်ထဲမှာတသက်လုံးနေပြီးအစားတောက်ကောင်းနေတော့စားရတော့မှာပေါ့ ဟန်နီကထိုးထိုးပြောလိုက်တယ်ထိုးစကားတန်ကိုကြားလိုက်ရတော့ဂရေစီနဲ့ဒေါသကထွက်သွားတယ်ရှင်ကျမသမီးကိုပြန်ခေါ်ပေးမှလားမပေးဘူးလားဒါပဲပြောထွက်ကဟန်နီကသူ့ဘက်ကိုလှည့်ပြီးစိတ်စိတ်ငကားကြီးကြည့်လိုက်တယ်ကောင်းမနင့်ကငါဘယ်တခါပြောရမလဲနင်သမီးရဲ့ဝိညာဉ်ကိုငါနှုတ်လိုက်ပြီးအခုငါသူ့ရဲ့ကိုယ်ထဲမှာဝင်နေတာနင့်ကိုပါဝိညာဉ်မနှုတ်စေခြင်းနင်းပါးစပ်ကိုပိတ်ထားငါပြောတဲ့အတိုင်းနေဟန်နီကထိုးထိုးပြောလိုက်တယ်ရေခဲတက်တာဘက်ကိုလှည့်သွားပြီး တကားကိုဖွင့်လိုက်ပြီးအထဲမှာထည့်ထားတဲ့အသားစိမ်း၅စိမ်းတွေကိုထုတ်ကတကြွတ်ကြွတ်နဲ့စားနေတော့တယ်။ဟန်နီရဲ့ကြောကုန်းကိုကြည့်ကဂရေးစီလည်းတဖြည်းဖြည်းမုန်းဒီလာတယ်။အဲ့နောက်ဂရေးစီကဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။မိဖို့ကြောင့်ပကန်မိဖို့ကြောင့်ပကန်စင်ဘေးမှာချိတ်ထားတဲ့တာလီဒါတထောင်းကိုယူပြီးတော့ဂရေးစီရဲ့နောက်ကျောကိုတစ်ချက်လှမ်းလျှောက်သွားတယ်။ဟန်နီကိုတည်းမှရှိကအဖွားကြီးကတော့ဂရေးစီကိုသတိမထားမိပဲအစားတောက်များကိုသာအငမ်းမရစားတောက်နေတော့တယ်။ ဂရေစီလည်းမစင်းစားတော့ပဲသူကင်ထားတဲ့တာလီဒါဖြစ်ဂရေစီလည်းစင်းစားမနေတော့ပဲသူကင်ထားတဲ့တာလီဒါဖြစ်ဟန်နီဂျောဂွန်ကိုအချက်ပေါင်းများစွာမရည်တွက်နိုင်အောင်ထိုးဆိုင်လိုက်တယ်။သေစံသေစံသွေးတွေကဟန်နီဂျောဂွန်မှာပက်ခနဲ့သွေးတွေကဟန်နီရဲ့ဂျောဂွန်မှာပက်ခနဲ့ပက်ခနဲ့ပန်းထွက်လာပြီးတော့ဟန်နီကဂရေစီဘက်ကိုတစ်ချက်လှည့်ကြည့်လိုက်တယ်။ဟာဟာဟာနေသားနဲ့ထိုးတာငါကသေရောလားအကောင်မရဲ့ဂရေစီကဓားကိုလည်း ဂရေစီကဓားကိုလက်ဖြစ်ကြစ်ကြစ်ပါအောင်ဆုပ်ထားလိုက်တယ်။သွားနင်ငါသမီးခန္ဓာကိုယ်တွေကထွက်သွား။အေးထွက်သွားမယ်ထွက်သွားမယ်။သူ့ခန္ဓာကိုယ်တွေကထွက်သွားပြီးနင့်ကိုယ်တွေကိုငါဝင်မယ်။ဟန်နီကထိုးထိုးပြောလိုက်ပြီးဂရေစီနောက်ကိုခုံအုပ်လိုက်တယ်။ဂရေစီကရှောင်းထင်းရန်အချိန်မရလက်ဂရေစီကရှောင်းထင်းရန်အချိန်မရလိုက်ပြီ။ဂရေစီလည်းပက်လက်ကြီးလဲကျသွားတယ်။ဟန်နီကသူ့ကိုခွာပြီးသူ့လက်ဝင်းကိုညှစ်တယ်။ခလေးရဆိုတော့လေတကယ်တမ်းကျတော့ တရေအဖွားကြီးအဖြစ်နေ၍အလွန်အားတန်ရန် Gracie အသက်ယူကြက်လာတယ်။ Gracie လည်းဆွဲမိဆွဲရလိုက်ဆွဲပြီးငရုတ်ဆုံနဲ့ငရုတ်ချက်ပွေကိုဇပွဲအောက်တွင်တွေ့လိုက်သဖြင့်ငရုတ်ချက်ပွေကိုယူကဟန်နီဥကောင်းကိုရိုက်ချလိုက်တော့လေ။ဟန်နီကအရှိန်ပြတ်သွားသဖြင့်ဟန်နီကိုတွန်းဖယ်ပြီးအိရှေ့တကမာကြီးစီကိုဥတည်သွားလိုက်တော့လေ။ Gracie လည်းအပြေးထွက်စဉ်းစားချိန်မမရတော့တကားစီကိုတဟုံထိုးပြေးသွားတယ်။ဟန်နီက ဟန်နီကမှီလာပြီးသူ့စပယ်များကိုစောင့်ဆွဲလေတော့တဲ့ဂရေစီလည်းနောက်ပြန်လဲကျသွားတယ်ဟန်နီကချက်ချင်းပင်ခုံအုပ်ပြီးနဗန်းလုံးမှလေတော့တယ်ဂရေစီနဲ့ဟန်နီကိုလုံးနဲ့ကဂရေစီလည်းဟန်နီကိုလုံးနဲ့ကထွက်သည့်သွေးများပင်ပေးချန်နေပြီးရဲရဲတောက်နေနေတယ်သူတပြန်ကိုတပြန်နဲ့အသက်လူပြီးနဗန်းလုံးနေကြတယ် ဒီလိုနဲ့ Gracie လဲအိဒီလိုနဲ့ Gracie လဲအိမ်ရှိစပွဲပေါ်မှာတင်ထားတဲ့ပန်းဦးနဲ့ Hanny ရဲ့ခေါင်းကိုရိုက်ချလိုက်တာ Hanny ခွေခွေလေးလဲကြသွားတယ်အဲ့နောက်အိမ်ရှိတမအဲ့နောက်အိမ်ရှိတကမာကြီးကို ဖွင့်ပြီး channel ကိုပြေးဝင်ဆင်းသွားလေတော့လေ Gracie ရေ Gracie သူ့ကိုခေါ်တန်ကြားလိုက်ရတယ်ခေါ်နေသူကတော့အငှားကားတစည်းပေါ်မှာဆင်းလာတဲ့မာလာမာလာက Gracie တကူလုံးသွေးတွေပေးကြနေတာကိုတွေ့လိုက်ရတော့သူ့ပါးစပ်ကိုလက်နဲ့အုပ်ပြီး သူ့ပါဇက်ကိုလက်နဲ့အုပ်ပိတ်လိုက်တယ်။ဂရေစီကတော့မာလာစီပြေးသွားပြီးမာလာကိုဖက်လိုက်တယ်။ထို့နောက်ဂရေစီလည်းမေ့လဲသွားတယ်။မာလာလည်းဂရေစီကိုကားပေါ်ကနေချပြီးအိမ်ထဲကိုပြေးဝင်သွားတော့တယ်။အိမ်ဘဝမှာဓားချက်ပေါင်းများစွာနဲ့တိတ်ဆုံးနေတဲ့ဟန်နီလေးကိုတွေ့လိုက်ရတော့လက်မီအော်လိုက်တယ်။ဆိုင်းဘုတ်တက်ထာသည်အဖြူရောင်ဆေးုံကြီးတဲ့ကိုမတ်တက်နှင့်မာလာတို့ပြေးဆိုင်းဘုတ်တက်ထာသည်အဖြူရောင်ဆေးုံကြီးတဲ့ကိုမတ်တက်နှင့်မာလာတို့ ဝင်လိုက်ကြတယ်။အထဲတွင်ဧည့်သည်နေရာကလေးတစ်ခုဖြစ်ပြီးအခန်းတစ်ခုအတွင်ဖြစ်တယ်။အလဲတွင်တော့တန်စကားကိုကာရန်ထားတယ်။ Crazy မင်းအခြေအနေကောင်းရဲ့လား။ဟာ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 ငါနိုင်နေအဲ့ဒီမိမကြီးကိုငါနိုင်ခဲ့တယ်။ Crazy ကထိုးထိုးပြောလိုက်တယ်။သူ့လက်များကိုပေါင်ကြားထဲမှာညှမ်းပြီးရေမောနေတယ်။မတ်တက်နဲ့မာလာလဲတယောက်မျက်နှာတယောက်ကြည့်ပြီးခေါင်းကိုခိုင်ရမ်းလိုက်တယ်။ဘာတက်နိုင်သေးလဲကောင်းမရ။ Crazy ကဆက်ပြောနေသဖြင့်မတ်တက်ကခေါင်းကိုခိုင်ရမ်းလိုက်တယ်။ကဲအခြေအနေကတော့မထူးဘူးမာလာတို့ပြန်ကြရအောင်ကွယ်။မတ်တက်ကပြောပြီးထိုင်ကုန်မှာထပြီးထရက်လိုက်တယ်။မာလာက တော့ဂရေစီကိုငေးမော့ကြည့်ရင်ဂရေစီရဲ့ပြေဖောင်းနေတဲ့ပားကလေးတွေလည်းယခုတော့ပချောင်းနှချောင်းတွေကိုကြားလို့မာလာကမထချင်ထချင်ဖြစ်ထိုင်ကုန်မှထလိုက်တယ်။မတ်တက်နဲ့အတူလှက်ထွက်ပြီးထိုခန်းကလေးရဲ့အဝကိုရောက်မှနောက်ကိုတစ်ချက်လှည့်ကြည့်လိုက်တယ်။ဟာဟာဟာငါနိုင်နေကွာငါနိုင်နေလောကကြီးကိုဘာမှမသိပဲရေမောနေရင်သာပျော်ရွှင်နေသည့် Gracie ကိုတစ်ချက်ကြည့်ရင် တပြင်းတစ်ချက်ပင်ချလိုက်တယ်ထိုခန်းထဲကထွက်ခွာသွားလေတော့တယ်ဂရေးစီမှာမိမိရဲ့သမီးကိုရရဆက်ဆက်တက်ဖြတ်မှုနဲ့ထောင်နဲ့ဆယ်နဲ့ကြားခံရတော့လေယခုတော့စိတ်ရောဂါကူစေယုံကြီးမှာစိတ်မကြမ်းမမာဖြစ်နေတဲ့ဖြစ်ကြံသည့်သူ့ဘဝတစ်လျှောက်လုံးကိုစိတ်ရောဂါကူစေယုံကြီးနေတာဖြတ်တန်းရတော့မှာပဲဖြစ်တော့တယ်ဇလန်းလေးကဒီမှာရင်ပြီးဆုံးသွားပါပြီရှင်ယခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာလေးများကိုထမှန်ဖော်ပြပေးသောမှာမို့ Dream Channel လေးကိုစောင့်မျှော်နှာစင်ပေးဖို့မမေ့လိုက်ပါနဲ့နော်အားလုံးပဲ Good night ပါရှင်